။ကဘာကြီးရဲ့မိဘုံပေါ်မှာဒီရဲ့နေရာရရှိပေမဲ့တာမန်လူတွေအတွက်ကတော့တော်လာခွင့်မရှိပါဘူး။ဒီပုံမှန်လူတွေတော်လာခွင့်မရတဲ့ကဘာဘဝလေးဝက်နေရာအချောင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးနေရာကတော့ Bohemian Grove လို့ခေါ်တဲ့ California ပြည်နယ်မှာတည်ရှိတဲ့1900ကျော်ကျယ်ဝန်းနဲ့ရှိတဲ့နေရာဖြစ်ပါတယ်။ ပြည်ညာကလူပေါင်း2500လောက်ပါဝင်တဲ့တည်တံ့အမျိုးသားကလပ်ဖြစ်တဲ့ဘိုဟီမီယာကလပ်ရဲ့ပိုင်ဆိုင်မှုဖြစ်ပါတယ်။အောက်ရှေ့ကခုနဆယ်ရှစ်ခုနှစ်ကလေးကတည်ထောင်ခဲ့ပြီးတော့နှစ်စဉ်ဇူလိုင်လလေလောက်မှာနှစ်ပတ်ကြာစကန်ချပွဲကျင်းပလိမ့်ရှိပါတယ်။ဒီပွဲကိုကမ္ဘာအချမ်းသာဆုံးအအောင်မြင်ဆုံးနဲ့ဩဇာအရှိဆုံးလူတွေဖြစ်တဲ့သမ္မတဟောင်းတွေ၊နိုင်ငံသမားတွေ၊ပန်ပိုင်ရှင်တွေ၊အမှုပညာရှင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေတက်ရောက်ကြပါတယ်။ဒီလိုပွဲတွေအတွင်းမှာတော့တက်ရောက်တဲ့သူတွေဟာအပန်းဖြေတာ၊အချင်းဆိုတာတွေ၊ပြဇက်တွေတင်ဆက်တာနဲ့အခြားပန်းဖြေမှုမျိုးစုံပြုလုပ်ကြပါတယ်။ ဒါပေမဲ့အထူးခြားဆုံးအချက်ကတော့ crimination of care လို့ခေါ်တဲ့ဝဉ္ဉေရအခမ်းအနားပဲဖြစ်ပါတယ်။ဒီခန္ဓာမှာတော့တက်တာနဲ့ပြုလုပ်ထားတဲ့ကလေးရုပ်ချီုံမီရှုပ်ပြီးတော့သူရဲ့စိတ်ပင်ပန်းမှုနဲ့ပူပန်သောကတွေကိုမိနဲ့အတူပြောက်ကွယ်သွားအောင်ပုံဆောင်လုပ်ကြပါတယ်။ဒီခန္ဓာကြောင့် viewer center ရဲ့အဖွဲ့အစည်းနဲ့နှက်ဆုပ်ကုတ်ကွယ်မှုတွေလုပ်နေတယ်လို့ဖန်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။ဒီနေရာကိုတည်တင်းသမားတွေပြည်သူလူထုတွေဝင်ခွင့်မရအောင်ပိတ်ပင်ထားတာကြောင့်အထဲမှာပါရီလုပ်နေလဲဆိုတာကတော့လေလာဖို့ခက်ခဲပါတယ်။ တချို့ကတော့ဒီဟာကကမ္ဘာအခြေဆုံးစီးပွားရေးနဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေချမှတ်တဲ့နေရာလို့ယူဆကြပေမဲ့တချို့ကလည်းဒါတာမန်အပန်းဖြေစခန်းပဲလို့ညှဉ်းဆဲမှုတွေရှိကြပါတယ်။နောက်တစ်ခုကတော့ဘရာဇီးနိုင်ငံမှာရှိတဲ့မွေချွန်းမှန်ဖြစ်ပါတယ်။ဆာအိုပါလိုကန်ယူရန်နဲ့90မိုင်လောက်အကွာမှာရှိတဲ့မွေချွန်းကတော့ကမ္ဘာပေါ်မှာအန်ဒီရဲ့အရှိဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ဒီကျွန်းပေါ်မှာတလက်မပတ်လေလို့ကိုငွေရကောင်လုံးလောက်ရှိရလို့ခမန်းရပါတယ်။ ီလိုမျိုးအရေးအတွက်တွေအများပြားရှိနေတာကြောင့်လူတွေအတွက်အလွန်အင်ဒီယန်များရဲ့နေရာတစ်ခုဖြစ်နေပါတယ်။ဒီကျွန်းမှာနေထိုင်ကြတဲ့မျိုးတွေက Koran Landscape Fiber လို့ခေါ်တဲ့ရှားပန်းမျိုးမျိုးစိတ်တွေဖြစ်ပါတယ်။သူတို့ရဲ့အစိတ်တွေကကမ္ဘာပေါ်မှာအပြင်းထန်ဆုံးအစိတ်တွေထဲကတစ်ခုဖြစ်ပြီးတော့လူအရေးပြားကိုလည်းအရေးပျော်စေနိုင်တဲ့အထည်ကိုပြင်ထန်ပါတယ်။ဒီလိုအစိတ်ပြင်းတဲ့မျိုးတွေကြောင့် Brazil အစိုးရကတော့ဒီကျွန်းကိုပြည်သူတွေသွားလာခွင့်မရှိအောင်တင်းကြပ်စွာပိတ်ပင်ထားပါတယ်။ ဒုတိယတနာလုပ်ငန်းတွေနဲ့လမ်းညွှန်ပညာရှင်တွေကစစ်တပ်ရဲ့ခွင့်ပြုချက်နဲ့တွေ့ရောက်လေ့လာဖွင့်ရပါတယ်။နောက်တစ်ခုကတော့ Area 51လို့လူသိများကြတဲ့ American ပြည်ထောင်စုမှာရှိနေရပါဖြစ်ပါတယ်။နီဗာလာပြည်နယ်မှာတည်ရှိပြီးတော့ဘေးဝဆန်းကျင်မှုတွေကြောင့်ကမ္ဘာတဝန်းလုံးမှာနေမြင့်တဲ့စစ်အခြေစားစခန်းတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာ American လေတပ်ကလေဝက်လေအနေနဲ့ဆက်လက်နေတွေဒုတိယတနာလုပ်ဖို့စမ်းသပ်ဖို့အသုံးပြုကြတယ်လို့သိရပါတယ်။ Area 51နဲ့ပတ်သက်ပြီး American အစိုးရကတော့1990ပြည့်နှစ်တွေအထိဒီနေရာတရှိမှုကိုတရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ဒီလိုလျော့ထားတာကြောင့်ကြိုသားရဲ့အကြောင်း UFO အကြောင်းနဲ့ကမ္ဘာပြင်ပကသက်ရှိတွေနဲ့ပတ်သက်တဲ့ theory ပေါင်းများစွာပေါ်ထွက်လာခဲ့ပါတယ်။အထင်ရှားဆုံး theory ကတော့1948ခုနှစ်က Roswell မှာပြကြခဲ့တဲ့ UFO နဲ့ကြိုသားရဲ့အလောင်းတွေကိုဒီနေရာမှာတင်စီထားရဲဆိုတဲ့ theory ပါပဲ။ဒီစကန်အနီတဝိုက်ကိုကင်မရာရီအယုံခန့်စနစ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုတင်ကျပ်စွာစောင့်ချက်နေရကြောင်းဒီမှာဝင်ရောက်ခွင့်မရှိပါဘူး။ညီကတ်တော်ရောက်သူတွေကိုတော့ဖမ်းဆီးအရေးယူလို့ရှိတဲ့နေရာဖြစ်ပါတယ်။နောက်တစ်ခုကတော့အီတလီနိုင်ငံမှာရှိတဲ့ Povaclia ကျွန်းမှဖြစ်ပါတယ်။ဘင်းနေမြို့နယ်ညီကတ်စွာတရှိရဲ့တင်းငယ်တဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။ဒီကျွန်းကတော့ဒီဝါဆန်ချယ်ရဲ့တမိုင်းကျောင်းတွေတရေ၆တယ်ဆိုရဲအကြောင်းအရာကြောင့်လူသိများပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီကျွန်းကိုပလိယောဂါအခြားယောဂါတွေခံစားနေရတဲ့သူတွေကိုဒီတန်ထားရှယ်နေရဖြစ်အသုံးပြုခဲ့ကြပါတယ်။ ခမှတ်ချက်အဖြစ်လူပေါင်း3600တောင်လောက်ဒီနေရာမှာတည်ဆုံခဲ့တယ်လို့ဆိုပါတယ်1922ခုနှစ်မှာတော့ဒီကျွန်းပေါ်မှာစိတ်ယောဂကုသဆရာတို့ခုစလုပ်ခဲ့ပါတယ်အဲ့ဒီမှာဆရာဝန်ကလူနာတွေမကောင်းတဲ့ဆန်တမှုတွေလို့ဆောင်ခဲ့ကြရလို့လဲတည်င်းတွေထွက်ပေါ်ခဲ့ပါတယ်ဆရာအုပ်ချီကူရိုင်းကလည်းတမျိုးတစ်ခေါ်မျိုးစဉ်ကြီးပေါ်ကနေခုံချပြီးတော့ပုဂ္ဂိုလ်ကိုတတ်သိသွားခဲ့တယ်လို့လည်းပြောပါတယ်ဒီလိုကြောင်းမဲ့ဖွဲ့ရာတမိုင်းကြောင်းတွေကြောင့်ဒီကျွန်းကိုတရေ၆တဲ့နေရာအဖြစ်သတ်မှတ်ထားပြီးတော့အီတလီဆိုရကလည်းပြည်သူတွေကိုတော်လာခွင့်မပေးတော့ပါဘူး နောက်တစ်နိုင်ငံကတော့ Norway နိုင်ငံမှာရှိတဲ့ Svalbard Global Seaport တို့ခေါ်တဲ့နေရာပဲဖြစ်ပါတယ်။ဒီနေရာကတော့ကမ္ဘာအနာဂတ်အတွက်အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။နောက် Dome Stage Fall လို့လည်းလူသိများပြီးတော့ Norway နိုင်ငံအတိတ်ဆုံးအနေအား Svalbard ချွန်းစုမှာတည်ဆောက်ထားပါတယ်။အဓိကရွေးချက်ကတော့ကမ္ဘာအောက်ပဲတည်နေမျိုးစိတ်ပေါင်းစုံကိုတဘာဝ PND ရဲ့ support နဲ့ရာသီဥတုပြောင်းလဲမှုတွေကိုကောက်ွယ်ဖို့အတွက်တင်ဆက်ထားတဲ့နေရာဖြစ်ပါတယ်။ဒီနေရာကအရေးတက် business တွေ လွန်ချောင်းရင်းစနစ်တွေကိုအသုံးပြုထားပြီးတော့တောင်ကုန်းတစ်ခုကနေအတွင်ပိုင်းကိုထိုးပြီးတော့တိဆောက်ထားတာဖြစ်ပါတယ်။အထင်းမှာတော့ကောက်ပဲဒီနဲ့မျိုးစိတ်ပေါင်းတသန်းကျော်ကိုလွန်ချောင်းစွာတင်စီထားပါတယ်။ဒီနေရာကိုသူတည်တနာလုပ်ငန်းရှင်တွေတော့လွယ်လွယ်ကူကူဝင်ခွင့်မရပဲနဲ့လက်ဆိုင်ရာခွင့်ပြုချက်နဲ့လွန်ချောင်းရင်းစီမင်းတွေအောက်မှာသာဝင်ရောက်ခွင့်ရရှိတဲ့နေရာဖြစ်ပါတယ်။နောက်ထပ်ယူဝနီယာကတော့ Vatican Secret Chiefs လို့ခေါ်တဲ့လီယိုမတန်ယုံမဖြစ်ပါတယ်။ဒါကတော့ Vatican City မှာရှိတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအခြေဆုံးနဲ့အရေးပါဆုံးမှတ်တမ်းရုံတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာတော့ပေါ်ရဟမင်းကြီးရဲ့ကိုပိုင်ပိုင်ဆိုင်မှုတွေဖြစ်တဲ့တမိုင်းမှတ်တမ်းတွေစာရွက်စာတမ်းတွေနဲ့စာအုပ်ပါများစွာကိုတင်ဆက်ထားပါတယ်။အင်တန်အရေးကြီးတဲ့တမိုင်းမှတ်တမ်းတွေဖြစ်တဲ့ Michael Angelo ရဲ့စာရီဂလလီယိုဂလလီရဲ့ဆက်ဆက်မေးမြန်းမှုမှတ်တမ်းတွေနဲ့အခြားတမိုင်းဝင်အထောက်အထားများစွာကိုဒီနေရာမှာရှာဖွေတွေ့ရှိနိုင်ပါတယ်။ဒီမှတ်တမ်းရုံကိုတာမန်လူတွေဝင်ခွင့်မရပါဘူး။ဒုတိယနာပညာရှင်တွေနဲ့တမိုင်းပညာရှင်တွေလား ဒီတန်ခွင့်ပြုချက်ယူပြီးတော့ဝင်ရောက်ခွင့်ရရှိပါတယ်။ဒါပေမဲ့သူတို့လည်းလိုအပ်တဲ့စာရွက်စာတမ်းတွေကတောင်းယူကြည့်ရှုခွင့်ရရှိပြီးတော့အထက်အမတန်အားလုံးကိုကြည့်ရှုခွင့်မရှိပါဘူး။ဒီချက်ကြောင့်ဒီမတ်တန်ယုံအတွက်မှာလေးဝထားတဲ့အချက်လက်တွေနဲ့တမိုင်းကြောင်းဆိုင်ရာလေးဝချက်တွေအများကြီးရှိနေနိုင်တယ်လို့ယုံကြည်ကြပါတယ်။နောက်တစ်နေရာကတော့ Iceland Chairmanship ရဲ့ Success Chairman ဖြစ်ပါတယ်။ဒီကျောင်းကတော့ Iceland နိုင်ငံရဲ့တောင်ဖက်ကန်ယူတန်းကနေမလမ်းမကမ်းမှတရှိပြီးတော့1963ခုနှစ်မှာ အေရမီတောင်ပတ်ကွယ်မှုကြောင့်အသက်ပေါ်ထွက်လာတဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။ဒီကျွန်းကိုလူတွေလုံးဝဝင်ရောက်ခွင့်မပြုပါဘူး။နောက်ကတော့ကျွန်းရဲ့တဘာဝကြီးကစနစ်ကိုဘယ်လိုပုံစံနဲ့ဖွင့်ပြလာလဲဆိုတာကိုလေ့လာဖို့အတွက်အိပ်ပင်ပညာရှင်တွေကိုပဲခွင့်ပြုထားတာဖြစ်ပါတယ်။ဒီကျွန်းကိုသူတည်တနာပညာရှင်တွေကသာလေ့လာခွင့်ရှိပြီးတော့လူသားတွေရဲ့ဝင်ရောက်မှုကြောင့်တဘာဝကရာစနစ်ထိခိုက်မှုမရှိစေဖို့တင်းကျပ်စွာပြင်ပထားတာဖြစ်ပါတယ်။ဒီကျွမ်းပေါ်မှာအပင်တွေတသက်ဝါးတွေဘလို့အခြေအနေကနေစတင်ပြီးတော့ ဟောက်ဖော်လာရဲဆိုတာကိုအနိကလေ့လာနိုင်ဖို့ယူရထားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့အိန္ဒိယနိုင်ငံမှာရှိတဲ့ North Sentinel ဂျွန်ဖြစ်ပါတယ်။မင်္ဂလာပင်လယ်အော်မှာတည်ရှိပြီးတော့ကမ္ဘာပေါ်မှာခင်မီလူအဖွဲ့အစည်းနဲ့လုံးဝအဆက်အသွယ်မရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီဂျွန်ပေါ်မှာနေထိုင်တဲ့ Sentinelist လို့ခေါ်တဲ့လူမျိုးစုဟာအပြင်လောကကလူတွေကိုလုံးဝလက်ခံခြင်းမရှိဘဲနဲ့သူတို့နဲ့ချင်းကပ်လာတဲ့လူတွေကိုမြားလန့်နေနဲ့တိုက်ခိုက်လေရှိပါတယ်။အိန္ဒိယအစိုးရကတော့ဒီဂျွန်ကိုလူသားချင်းချင်း ရှိတွေ့ဆက်ဆံမှုမရှိဘဲတဘောအတိုင်းရှင်တန်ခွင့်ရဖို့အတွက်တော့တော်လာခင်မပေးထားပါဘူး။၂006ခုနှစ်မှာငါဖန်းလီနစီကဒီကျွန်းအနီကိုရောက်ရှိသွားခဲ့ပြီးတော့ငါဖန်းသမားအူအသက်ခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခုလည်းရှိခဲ့ပါသေးတယ်။ဒီကျွန်းကတော့ကမ္ဘာအန်ဒီအရှိဆုံးနဲ့လီဝါဆိုနီယာရဲ့ဟဲ့တစ်ခုပဲဖြစ်လာပါတယ်။နောက်တစ်နေရာကတော့ပြင်သစ်နိုင်ငံက Let's Go ကိုပဲဖြစ်ပါတယ်။ဒီကူကတော့ပြင်သစ်နိုင်ငံမှာတည်ရှိပြီးတော့တမိုင်းမတင်မီခက်ကအမှုပညာလက်ရည်အတွက်နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီကူထဲမှာနှစ်ပေါင်းတောင် 9000ခန်းကရရှိခဲ့တဲ့တမင်မြင်းနွားစားရဲပြိဆံပုံနဲ့အမဲလိုက်တဲ့မြင်ကွင်းတွေပါနေတဲ့နိုင်ငံဆေးပကြီးတွေရှိပါတယ်။ဒီပကြီးတွေကအလွန်တန်ဖိုးရှိပြီးတော့တမိုင်းကြောင်းဆိုင်ရာအရေးပေါ်မှုရှိပါတယ်။လူတွေကလာရောက်လေဘက်တရီအများပြားရောက်လာတာကြောင့်ပကြီးတွေကကြီးခိုက်ပျက်စီးလာခဲ့ပါတယ်။လူတွေရဲ့အသက်ရှူခြင်းကနေထွက်ပေါ်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တန်ဝင်နဲ့ဂူထဲကအပူချင်းကြောင့်အမှုပညာလက်ရာတွေပျက်စီးလာခဲ့ပါတယ်။အကြောင်းပြင်သစ်အစိုးရက1963ခုနှစ်ကလေးကဂူထဲကို ြည်သူတွေဝင်ခွင့်မပေးတော့ပါဘူး။အဲ့ဒီအစားပကြီကားတွေကိုအနီးကပ်တူအောင်ဖန်တီးထားတဲ့ Let's go to the correct ကုတုကတာအများပြည်သူလက်ပတ်ဖို့အတွက်ဖွင့်နေပေးထားပါရယ်။နောက်ဆုံးနေရာတစ်ခုကတော့ဂျပန်နိုင်ငံမှာရှိတဲ့ IC Grand Shrine ကိုခေါ်တဲ့နေရာဖြစ်ပါရယ်။ဒီနေရာလေးကတော့အရေးပါဆုံးနဲ့အမြင့်မြတ်ဆုံးရှီတိုဖျားကျောင်းနေတဲ့နေရာတစ်ခုဖြစ်ပါရယ်။ဒီဖျားကျောင်းဟာ Amateur Solo Correct နေနဲ့ဖျားမအောင်ဤစုတိဆောက်ထားတာဖြစ်ပါရယ်။ဒီနေရာက ဘရင်ဂျပန်ပြည်ဘရင်မတွေတည်တဲ့ဘုံကြီးအဖွဲတွေမှလွဲပြီးတော့ဘသူမှဝင်ရောက်ခွင့်မရှိပါဘူး။ဖះเจ้าရဲ့အပြင်ဘက်ကသာတာမန်လူတွေဝင်ရောက်ဖူးမြောက်ခွင့်ရှိပါတယ်။ဒီဖះเจ้าရဲ့ထူခြားတဲ့အချက်ကတော့ညနေ၁၀တကြိမ်ဖះเจ้าကိုအစ်ပြန်နေတိဆောက်ပြီးတော့မူလဖះเจ้าဟောင်းဖြစ်စီဖြစ်တာပါပဲ။ဒီလိုလှုပ်ချင်အားတဘာဝရဲ့တန်တရားလေနေတဲ့သဘောတရားကိုချီညွှန်းတာဖြစ်ပြီးတော့ရှေးဟောင်းလမ်းမှုပညာကိုလည်းထိန်းသိမ်းထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဂျပန်ဘာသာရေးနဲ့ရင်ချင်းမှုအတွက် အလွန်အေးပါနေရဖြစ်ပြီးတော့ဒီဘဆင်ကျင်မှုရှိနေပါတယ်။ဒီညာရီဟာတဘာပွန်ကျင်ထိမ့်သိရင်လုံချုံရင်ရောချက်တင်တဲ့ဘာသာရေးအကြောင်းတွေကြောင့်လူတွေတော့ရောက်ခွင့်မရှိတဲ့နေရာတွေပဲဖြစ်ပါတယ်။တော့ခွင့်မရှိတဲ့လူဝနေရာတွေပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအများများကိုလည်းရှင်းပြတဲ့ဆက်ပြသွားပါအောင်မယ်။နောက်ဆက်မီတဲ့တွေအားလုံးနဲ့ကျေးဇူးတင်ပါတယ်။